ဒီနေ့တက်ဆက်ပြီးခြင်းတဲ့အကြောင်းအလေးကတော့တန်တက်အားစေးတွေတောက်ပြီးရင်ဘာလို့ဝင်ချို့တာလဲဆိုတဲ့အကြောင်းလေးပဲဖြစ်ပါတယ်။ပထမဦးစွာတန်တက်ဆိုတာဘာလဲဆိုတာကိုကြည့်ရှုလိုက်ကြရအောင်။တန်တက်ဆိုတာခန္ဓာကိုယ်အတွက်အရေးပါတဲ့တက်ထုထက်တမျိုးဖြစ်ပြီးဟီမိုဂလိုဘင်ထုတ်လုပ်ပြီးခြင်းကိုခန္ဓာအကောင်းစီခြင်းကဲ့သို့အရေးကြီးတဲ့အောင်များကိုလှုပ်ဆောင်ပေးပါလေ။ဟီမိုဂလိုဘင်ဆိုတာသွေးညဥ်ရည်ထဲမှာရှိတဲ့ပစ္စည်းတမျိုးဖြစ်ပြီးကျမတို့အသက်ရှင်နေထိုင်မှုအတွက်မရှိမဖြစ်လိုအပ်တဲ့အောက်ဆီဂျင်ကိုတည်ဆောင်ပေးပါလေ။ ်လူတွေရဲ့ခန္ဓာကိုယ်ကတဘာဝအတိုင်းတန်တက်ထုတ်လုံမပေးနိုင်တဲ့အတွက်သွေးထဲမှာတန်တက်ပြဝနေစေဖို့အစာအတောင့်နဲ့အာဆီများရဲ့အကူအညီကိုရယူရပါတယ်။လူတစ်ယောက်မှာတန်တက်ချွတ်တမှုဖြစ်တဲ့အခါမှာသွေးအနည်းလာပြီးမိုးခြင်း၊မူးခြင်း၊နှုတ်ချီခြင်း신동진အစာတောက်ပြန့်ခြင်းယောဂအပူမွားများဝင်လွယ်လာခြင်းစတဲ့လက္ခဏာများကိုခံစားရပါတယ် တန်တဲ့ချူတဲ့တွေးအားနဲ့ယောဂအယုံဒီဗရှင်စီအနီမီယာကိုကာကွယ်ရန်သို့မဟုတ်ကုတရန်အတွက်တန်တဲ့အာစီများကိုတွင်တွင်ကြဲကြဲအသုံးပြုလာကြပါတယ်။ဒါပေမဲ့တန်တဲ့အာစီတွေကိုပြီးဝဲတဲ့အခါမှာပြုတ်ခြင်း၊ဖိုက်အောင်ခြင်း၊လေပွားခြင်း၊ဝမ်းချုပ်ခြင်းကဲ့သို့ပြီးထွက်စုချို့များကိုလည်းခံစားရလေးရှိပါတယ်။တန်တဲ့အာစီတောက်ရသူ၁၀ယောက်မှ၈ယောက်ကအဆိုပါပြီးထွက်စုချို့များကိုကြုံရနိုင်ပြီးအဖြစ်အများဆုံးကြေညာကတော့ဝမ်းချုပ်တာပဲဖြစ်ပါတယ်။ ဒါဆိုရင်တန်တက်အာဆေးတွေကဘာကြောင့်ဝမ်းချုပ်စီလာလဲဆိုတာကိုဆက်လက်ကြည့်ရှုလိုက်ကြရအောင်။တန်တက်အာဆေးတွေမှာတန်တက်ပမာဏအများအပြားပါဝင်ပါလေ။အာဆေးတောက်တဲ့အခါမှာခန္ဓာကိုယ်ကလိုအပ်သလောက်တန်တက်ကိုပဲစိုးယူပြီးတော့ပိုနေတာတွေကိုပြန်ဆွတ်ထုတ်ပါလေ။ပိုနေတဲ့တန်တက်တွေကဦးနှမ်းကြောင်းလေးပေါ်ရောက်လာပြီးကိုယ်တွေရဲ့ရေစုံနိုင်စွမ်းကိုတားဆီးလိုက်ပါလေ။ဒါပြင်ဦးလန်းကျောင်းမှာနေထိုင်တဲ့အချို့ပြဘက်တီးရီးယားတွေကိုလည်းအထောက်ရှက်ပေးပါသေးတယ်။ ဒီဖြစ်စဉ်ကဦးတန်းမရှိရဲ့ဝမ်းအဖြစ်ဆွန့်ထုတ်ပြရမယ့်အညစ်အကြေးတွေကိုပုံမှန်ကျစ်သွားစေကဝမ်းချုပ်စီပါတော့တယ်။ဒီတော့မဖြစ်မနေတန်တဲ့အစင်းပြီးဝမ်းနေရသူတွေဝမ်းချုပ်ခြင်းမှတတ်တာစီရဲ့ဘာရိခင်မူဆောင်ရရမလဲ။ဟုတ်ပါပြီ။ဝမ်းချုပ်ခြင်းမှတတ်တာစီရဲ့ရှင်များများတော့ပါ။အမြန်တက်ကြွယ်ဝသောအစားအစာများကိုပူစားပါ။ကိုယ်လက်လုံရှာဟုံးပြင်းများလုပ်ပါ။ ဝမ်ပူကျုပ်စီသောအစားတောင်များကိုရှောင်မဝမ်သွားခြင်းစိတ်ပေါ်လာလေအောက်မထားပါနဲ့လိုအပ်ပါကဆရာဝန်နှင့်တိုင်မင်ကမန်တျော်စင်းများကိုပြီးဝဲပါလို့မှာခြင်းပါရနော်တန်တဲ့အာစင်းများကိုဆရာဝန်ညွန်ကြားချက်အတိုင်းသာတောက်သုံးဖို့လိုအပ်ပါတယ်ဘာလို့လဲဆိုတော့လိုအပ်ထပ်ပို့တောက်မိလို့ရှိရင်ယခုကဲ့သို့ပြီးထွက်ဆိုးကျိုးများကိုခံစားရနိုင်ခြင်းရှိလို့ဖြစ်ပါတယ်ကဲအားလုံးပဲတန်တဲ့အာစင်းကိုတောက်သုံးပြီးတော့ဝမ်လည်းမချုပ်အောင်ဘယ်လိုနေထိုင်ရမလဲဆိုတာပို့ တရှိလောက်ပြီလို့ထင်ပါတယ်။တရှိသူပြိတ္တအပေါင်းပါလေ။တန်တဲ့အာဇီကိုမဖြစ်မနေတောင်းနေရပြီတော့ဝမ်းချုပ်တဲ့သူများရှိလို့ရှိရင်ဒီဗီဒီယိုလေးကိုမျှဝေပေးပါအောင်နော်။ရခုဗီဒီယိုလေးကိုတရှုပြီးတော့အကျိုးတစုံတရားဖြည့်ထုံးပြင်မယ်ဆိုလို့ရှိရင်ကျမတို့ရဲ့ဒီဗီဒီယိုလေးကို like and share လုပ်ပါပြီးတော့ကျမရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ထားပြီးတော့ဝင်ပါနေအောင်နော်